မြန်မာနိုင်ငံမှာဘယ်သူမှမဝတ်ဆင်တဲ့ fashion ကြောင့်ရောင်းကလုံးဖြစ်သွားခဲ့ရတဲ့ညီညီမောင်စန်းချောင်းအလုံးမမိကလာပေါ့ဗမစ်နောင်ကနေကျွတ်ဆူလိုက်ပါတယ်တူတူလိုခေါ်တဲ့ညီညီမောင်စန်းချောင်းကမေကပ်ပညာရှင်ဖြစ်ပေမဲ့ခုနောက်ပိုင်းမှာတော့နှုပညာလောကတွေကိုဝင်ရောက်လာခဲ့ပါတယ်မေကပ်ပညာရှင်ဘဝကနေရုပ်ရှင်သရုပ်ဆောင်ဘဝကိုကူးပြောင်းလာခဲ့တဲ့ညီညီမောင်ကဟာတော့ဇာတ်ကားတွေကိုရိုက်ကူးလာခဲ့တာပေါ့ LGBT မိကပ်ပညာရှင်တယောက်ဖြစ်တဲ့ညီညီမောင်ဟာမကြခင်မှာတော့သူ့တရုတ်ဆောင်ထားတဲ့ဇာပွဲရုပ်ရှင်ဇာတ်ကားကိုယုံတင်တော့မှာပေါ့ညီညီမောင်ကသူ့ကိုယ်သူရုပ်ရင်အားနဲ့တယ်လို့လက်ခံထားပြီးဇာယုံကိုပဲတေချာတရုတ်ဆောင်ခဲ့ပါတယ်ညီညီမောင်ကကစားပွဲရုပ်ရှင်ဇာတ်ကားရဲ့မိဆက်ပွဲကိုတော့ရုပ်ရှင်မင်းသားကြီးဦးဝင်းဦးရဲ့ဖက်ရှင်ဖြစ်အောင်ဝင်လာပေးမဲ့လဲရောင်းကလုံးဖြစ်သွားခဲ့ရတာပေါ့ ညီညီမောင်ကပစိုးနဲ့တိုက်ပုံကိုယောက်ျားဆက်ဆံဝစ်လာပြီးနှကမ်းမွေးကိုလည်းဆွဲထားပါသေးတယ်။ဒါပေမဲ့နှကမ်းကြီးရဲရဲကိုစိုးထားလို့ကြီးရတာဆန့်ကျင်ဘက်ဖြစ်နေတဲ့အပြင်ပတ်ဆိုင်ရဲ့အသေးလေးတလုံးကိုလည်းခြင်ထားပါ။ fashion game နဲ့ကွင်းဖြစ်ခြင်းနဲ့ညီညီမောင်ကမြန်မာနိုင်ငံမှာဘသူမှမဝန်ဆင်ခြင်းနဲ့ fashion ကိုဝစ်ပြလိုက်ပါတယ်။ တိုက်ပုံနဲ့ပစိုးကမြမမျိုးသားတွေတံမိုးထားပြီးဝတ်ဆင်လေးရှိတဲ့ဝတ်ဆောင်ဖြစ်ပေမဲ့ဘဲမျိုးသားကမှတော့နှကန်းနီဆိုပြီးပွဲတက်လေးမရှိပါဘူး။သူများအထက်ထူးခြားရမှချင်းတဲ့ညီညီမောင်ကတိုက်ပုံပစိုးပြင်နှကန်းမွေးဆွဲကောင်နှကန်းနီကိုလည်းစိုးထားတာကြောင့်ရောင်နဲ့ရမ်းတူသွားပါတော့တယ်။ ။ဥဝင်းဦးနဲ့တူချင်းလို့တင်းချောင်းဖြစ်စင်လာပေမဲ့ရောင်နဲ့ညီကိုလားလို့ထင်သွားရတာပေါ့။တိုက်ပုံနဲ့ပစိုးကိုဝတ်ဆင်ပြီးနှကန်းဒီကိုဆိုးလာတာကြောင့်သူရဲ့ဝတ်ဆောင်ကိုမျိုးသားတွေကတော့သဘောမချပါဘူး။စန်းကျင်ဘက်ရောင်တစ်ခုကိုပေါင်းဆက်ပြီးတော့ဝတ်ဆင်ထားခဲ့ကမြင်ရတာကထူးဆန်းနေပါတယ်။ပတ်ဆိုင်ရဲ့အသေးလေးတလုံးကိုလည်းခိုင်းထားခဲ့ပြီးညီညီမောင်က LGBT တွေထဲမှာတော့ fashion ကိုအများနဲ့စမ်းသစ်ထားပါတယ်။ယောက်ျားဆန်းဆန်းဝတ်ရင်ခံ냐ပေမဲ့လည်းနှကန်းမွေးနဲ့နှကန်းဒီကိုမလိုက်မဖက်ဖြစ်အောင်လှုပ်လှန်ခဲ့တာကြောင့် သူပုံစံကတော့ဝေဖန်ခံနေရတာပေါ့။ညီမောင်ဟာပစိုးမဝတ်တပ်ပေမဲ့လည်းပွဲတပ်ဖို့အတွက်ပစိုးကိုစူးစမ်းပြီးဝတ်လာခဲ့တဲ့သူပေါ့။ဖက်ရှင်နဲ့ပတ်သက်လာရင်ဘယ်သူကမှခံမလို့မရတဲ့ညီမောင်ကတော့သူ့ရဲ့ဖက်ရှင်ကြောင့်အလုံးကအံ့ဩနေရပါတယ်။တချို့တွေကတော့သူ့ဖက်ရှင်ကဥွှေရုံနဲ့တူတယ်ဆိုပြီးပြောနေကြတာပေါ့။ညီမောင်ဟာကစားပွဲဟာတရုတ်ရှင်ဇာတ်ကားထဲမှာလဲမိတ်ကလင်းလင်းနဲ့အတူတယောက်ဆောင်ထားပါသေးတယ်။ ညီညီမောင်ကဟာသဇာကားတွေကိုရိုက်ကူပြီးရုံတင်တဲ့အခါတိုင်းမှာဖက်ရှင်ကိုစမ်းပြောင်းပြင်ဆင်လာတတ်တာပေါ့လွန်ခဲ့တဲ့နှစ်ကရုံတင်ခဲ့တဲ့ကြာကြာနွဲ့နွဲ့ရုပ်ရှင်ဇာကားမိတ်ဆက်ပွဲမှာလည်းညီညီမောင်ကပွတ်တာဖက်ရှင်ကိုဒုနဲ့မှမတူအောင်ပြင်ဆင်လာပါတယ်မြောက်စာကိုနေပူထဲမှာရောင်ရသူတွေကိုလိမ့်လာပြီးမိတ်ကအညိုရောင်တွေလိမ့်ကနှကန်းတွေကိုလည်းရဲနေအောင်စိုးထားပါတယ် မျက်လုံးတွေကိုလည်းအပြာရောင်ဆိုးထားတဲ့အပြင်သပင်အထုကိုလည်းတတ်ထားလိုက်ပါသေးတယ်။ညီညီမောင်ရဲ့မြောက်စာရောင်းတဲ့ပုံစံကပုပ်ပွားကတကယ်မြောက်စာရောင်းတဲ့သူနဲ့လုံးဝမတူလို့ပုပ်ပွားကမြောက်စာရောင်းသူတွေကမချင်တတ်ခဲ့ကြပါဘူး။ပုပ်ပွားကမြောက်စာရောင်းသူတွေကညီညီမောင်လိုပုံစံမဟုတ်လို့တောင်းပန်ခဲ့ရပါသေးတယ်။ နောက်ထပ်ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲတစ်ခုမှလည်းညီညီမောင်ကအနံ့ရောင်ဝမ်းဆက်ကြီးကိုခေါင်းကနေခြုံပြီးဝတ်လာခဲ့သေးတာပါသူရဲ့ fashion တွေကိုဘယ်သူတွေကမှခံမှန်းလို့မရပဲထူးခြားနေတာကိုညီညီမောင်ကကျဉ်တ်နေတဲ့သူပါသူများနဲ့မတူအောင်အများနဲ့ဆက်ဆံပြပြလုပ်တတ်တဲ့ညီညီမောင်ရဲ့ fashion ကိုပရိသတ်ကြီးရောသဘောကျရဲ့လားဆိုတာပြပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်ဒီအတိုင်းအတွက်ပျော်ရွှင်ပါစေ